ဂလီငင်းရဲ့မယုံနိုင်စရာကျမ်းမာရဲ့အကျိုးကျေးဇူးတွေအကြောင်းတင်ကြားပို့ပါသလား၎င်းတို့ရဲ့အကျိုးပြုအာနိဒင်တွေကြောင့်ချီးကျူးခံရပေမဲ့အခါကလေးမှာမမျော်လင့်တဲ့ဆိုးကျိုးတွေလည်းရှိပါတယ်လင်းငင်းကကျမ်းမာရဲ့အတွက်ကောင်းမွန်ပေမဲ့တချို့တော့ကျမ်းမာရဲ့အခြေအနေတွေမှာတော့တင့်အတွက်မတင့်တော်နေပါဘူးဒါကြောင့်ဘယ်လိုကျမ်းမာရဲ့ပြဿနာတွေရှိရင်လင်းငင်းကိုရှောင်ရှားတင်တယ်လဲဆိုတာကိုအသေးစိတ်လေ့လာကြည့်ကြရအောင်နံပါတ်1အသေးတက်တာများ အတန်းဆိုတာခန္ဓာကိုယ်ရဲ့ပတ်စုံတုံးလောက်ဆောင်နေတဲ့ကိုယ်တွင်းအင်္ဂါတစ်ခုဟာမလိုအပ်တဲ့အရာတွေကိုခြေဖြတ်ပေးပြီးခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကိုချောမွေအောင်ထိန်းညှိပေးပါတယ်။ဒါပေမဲ့အတန်းပြဿနာတွေရှိလာတဲ့အခါအခြေအနေကရှုပ်ထွေးသွားပါတယ်။ပြင်းရင်မှာရူဂျီနောလို့ခေါ်တဲ့ဒရပ်ပေါင်းတစ်မျိုးပါဝင်ပါတယ်။ဒီဒရပ်ပေါင်းဟာအတဲအင်ဆိုင်တွေအတွက်ပြဿနာဖြစ်စေနိုင်ပါတယ်။အဟေလိတစ်ခုတွေကိုဖြည့်ရှင်းတယ်လို့ပါပဲ။အင်ဆိုင်တစ်ခုစီမှာ တီချာအစီအပိုင်းတစ်ခုနဲ့အလုပ်လုပ်ဖို့လိုအပ်ပါတယ်။ယူဂျီနော့ကဒီပဟေလိအပိုင်းအစတွေကိုနောက်ဆက်နိုင်ပါတယ်။၎င်းဟာ insign ရဲ့ပုံစံတို့မဟုတ်ဖွဲ့စည်းပုံကိုပြောင်းလဲစေနိုင်တာကြောင့်သူတို့ရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမလုပ်ဆောင်နိုင်အောင်ခက်ခဲစေပါတယ်။ဒါဟာတပ်ပစ္စည်းတွေနဲ့အစရတောက်တွေကိုခြေဖြတ်တဲ့လုပ်ငန်းစဉ်ကို နေခွေးစီပြီး insign တွေကို ပို့ပြီးဖြည့်ဆည်းမှုဖြစ်ပေါ်စေပါတယ်။ တင်ဟာအသိပ္ပနာတွေရှိနေပြီဆိုရင်တင့်အင်ဆိုင်တွေကပုံမှန်ထပ်ဖို့ပြီးအလုံးလုံးနေရတာဖြစ်နိုင်ပါတယ်ဒီကြားထဲယူဂျီနုံကိုထပ်ပေါင်းထည့်လိုက်တာကသူတို့ရုံးကန်နေရချိန်မှာပိုပြီးစိန်ခေါ်မှုကြီးတစ်ခု ပေးလိုက်တယ်လို့ပါပဲနံပါတ်1တွေးယူစည်းမှုဆိုင်ရာပြဿနာများမတော်တဆဒါရှာယာဂုမဟုတ်ပွန်ပွဲ့တန်ရာရတဲ့အခါတင့်ခန္ဓာကိုကစူပါဟီးရိုးတကောင်လိုပြောင်းလဲသွားပါတယ်ပုံမှန်အရေးအဖြစ်ရှိနေတဲ့တွေးကိုတွင်းထွက်လွန်ခြင်းမှာကာကွယ်ခုအတွက် အေးခဲနေတဲ့ဂျယ်ရဖြစ်ပြောင်းလဲသွားပြီးပါတယ်။ဒါပေမဲ့တင့်မှာသွေးယူစီးမှုဆိုင်ရာပြဿနာရှိနေဆိုရင်တော့တင့်ရဲ့ဆိုဗာဟီးရိုးဆွမ်းအားတွေကအားနည်းနေနိုင်ပါတယ်။ဒီနေရာမှာလင်းရင်ကပြဿနာရှာနေပါတယ်။လင်းရင်ရဲ့အထူးပါဝင်ပစ္စည်းတဲ့ယူဂျင်နောကတင့်သွေးရဲ့ဂျယ်ရဖြစ်ပြောင်းလဲနိုင်စွမ်းကိုပိုပြီးနှောက်ရှက်နိုင်ပါတယ်။ပုံမှန်အဖြစ်သွေးမှာသွေးဥမာလို့ခေါ်တဲ့အကူအညီပေးသူလေးတွေရှိပါတယ်။တို့ဟာတန်ရာရတဲ့အခါ အခင်းပြပွားရာကိုအလျင်မြရောက်ရှိလာပြီးတွေးထွက်ခြင်းကိုရပ်တန့်ဖို့ပလတ်တစ်ခုကိုပြုလုပ်ပေးပါတယ်။ဒါပေမဲ့ယူဂျီနိုကသူတို့ကိုလဲစားပါတယ်။၎င်းဟာတီသွေးဥမာတွေကိုကောင်းကောင်းမကတ်နိုင်အောင်နဲ့သူတို့ရဲ့အလုပ်ကိုကောင်းကောင်းမလုပ်ဆောင်နိုင်အောင်လှုပ်ဆောင်ပါတယ်။ဒါကြောင့်တင့်မှာသွေးယူစီးမှုဆိုင်ရာပြဿနာတွေရှိနေပြီးသားဆိုရင်တော့ဒင်းငင်းကအခြေအနေကိုပိုဆိုးစေနိုင်ပါတယ်။ထိုယူဂျီနိုဟာခွဲစိတ်မှုအပြင်းမှာလည်းတင့်အတွက်ပြဿနာဖြစ်စေနိုင်ပါသေးတယ်။ ခွဲစိမ့်မှုခံယူပြီးနောက်တင့်ခါနော်ကပျက်စီးနေတဲ့တ िश ူးတွေကိုပြန်လည်ပြုတ်ပြင်ဖို့နဲ့တ िश ူးအစ်တွေဖန်တီးဖို့လိုအပ်ပြီးဒါကအရေးကြီးတဲ့တွေးခဲရှိတော့ငန်းစဉ်တွေပါဝင်ပါလေခင်ဗျာနံပါတ်3အစာအိမ်အနာများအစာအိမ်အနာဆိုတာတင့်အစာအိမ်နိုင်ငံမှာဖြစ်ပေါ်နေတဲ့အနာငယ်လေးတွေလိုပါပဲဒါတွေကမအီမတာဖြစ်ခြင်းနာကျင်ခြင်းတခါတလေတွေ့ထွက်ခြင်းတို့ကိုဖြစ်စေနိုင်ပါတယ်တင်လင်းကြီးကိုစားသုံးတဲ့အခါဂျူဂျီနောက အစာအိမ်အဆစ်ထုတ်လုပ်မှုကိုပိုမိုလုံဆောင်နိုင်ပြီးအနာတွေကိုကူတက်နေတဲ့အခါမှာဒါကလုံးဝမဖြစ်သင့်တဲ့အရာပါအဆစ်ပိုများတာကတဲ့အနာတွေကိုပိုဆိုးစေပြီးကူတက်မှုကိုနှောင့်နှင်းစေပါဟဲ့။တအပြင်လင်းကြီးမှာပြင်ထန်တဲ့အရာတာရှိတာကြောင့်တင်းရဲ့မအီမတာဖြစ်နေတဲ့အစာအိမ်နဲ့မတင့်တော်နိုင်ပါဘူး။ဆက်ပြီးပြင်းတဲ့အစာအစာတွေကတဲ့အစာအိမ်ကို ပိုပြီးမအီမတာဖြစ်စေနိုင်တာကြောင့်ပိုဆိုးရွားစေနိုင်ပါတယ်။ဒါကြောင့်တင့်မှာ အစာအိမ်အနာတွေရှိနေတယ်ဆိုရင်တော့ဒင်းကြီးကိုရှောင်တာက အကောင်းဆုံးပါပဲသူတို့ကအရတာကောင်းပေမဲ့တင့်အစာအိမ်ဝေဒနာတွေကိုပိုဆိုးစေနိုင်တာကြောင့်ပါပဲအဲ့ဒီအစာဒါမန်သမင်းခောက်ဆွဲတို့မဟုတ်အုတ်ဂျုံလိုမျိုးအစာအိမ်ကိုအေးစေမဲ့အစာအစာတွေကိုစားသုံးတာကမှတင့်အတွက်အထူးကောင်းမွန်ပါလိမ့်မယ်တော့ပြောင်းစွာချက်ပြုတ်ထားတဲ့ဟင်းဒီဟင်းရွက်တွေကိုလည်းကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပါပဲနံပါတ်၄စီချိုယောဂါယူဂျင်နောဟာ တွဲတွင်းတရားတက်ပမာဏကိုရှော့ချပေးနိုင်ပါတယ်။ဒါစီးချိုယောဂါမရှိသူတွေတို့မဟုတ်တွဲတွင်းတရားတက်ပမာဏကိုရှော့ချဖို့ကြိုးစားနေသူတွေအတွက်အကျိုးရှိပါတယ်။သို့တော့စီးချိုယောဂါရှိပြီးစီးဝါးတွေနဲ့ထိန်းချုပ်နေရသူတွေအတွက်ကတော့အခြေအနေကပြောင်းလဲသွားပါတယ်။စီးချိုစီးဝါးတွေဟာအင်ဆူလင်ထုတ်လုပ်မှုကိုအမြင့်တင်ပြီးဖြစ်စေအင်ဆူလင်အာရုံခံနိုင်စွမ်းကိုမြင့်တင်ပြီးဖြစ်စေပေးတွင်းတရားတက်ပမာဏကိုတည်ငြိမ်အောင်ထိန်းသိမ်းထားဖို့ဂရုတစိုက်ချိန်မိထားပါတယ်။ သူတို့ဟာစီချိုယောဂာနဲ့ဆက်ဆက်နေတဲ့ကိရိယန်တရားတဲ့မြင့်မားခြင်းကိုတံပြန်ဖို့လှုပ်ဆောင်ပါတယ်။ဂျူဂျီနိုဝင်လာတဲ့အခါကိရိယန်တရားတဲ့ပမာဏကိုရှင်းချနိုင်ပါတယ်။ဒါဟာစေဝါရဲ့အာနိဒင်းနဲ့ဂျူဂျီနိုရဲ့တွေးပင်းတရားတဲ့ရှင်းချတဲ့အာနိဒင်းတို့ကြားပဋိပက္ခတစ်ခုကိုဖန်တီးနိုင်ပါတယ်။တနည်းအားဖြင့်စေဝါတွေဟာကိရိယန်တရားတဲ့မြင့်မားခြင်းနဲ့နေမားခြင်းနဲ့မျိုးစလုံးကိုရှောင်ရှားနိုင်အောင်ဒီဇိုင်းထောက်ထားလာကြောင်းစန့်ကျင်ပေလမ်းကြောင်းတစ်ခုဆွဲဆောင်နေတဲ့ အင်အားနှခုရှိနေတယ်လို့ပါပဲတင့်သွေးသွင်းတရားတဲ့ပမာဏအရင်နှဲတော့ရင်ပါဖြစ်မလဲဒါကတွေးတွင်းတရားတဲ့နှဲချင်းလို့ခေါ်ပါတယ်တင့်ခန္ဓာကိုယ်ရဲ့အရေးပေါ်မှုလို့ပါပဲသုံးရင်ချင်းကောင်းမှုချင်းချွေးထွက်ချင်းနဲ့အရင်ဆူရတဲ့ခံစားမှုမျိုးဖြစ်နိုင်ပါတယ်စီချိုယောဂရှိသူတွေအတွက်တွေးတွင်းတရားတဲ့နှဲချင်းဟာအန္တရာယ်ရှိနိုင်ပါတယ်ဒါဟာစိတ်ရှုပ်ထွေးခြင်းတတိလိချင်းနဲ့တက်ခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်ခင်ဗျာနံပါတ်5 ရှိရှာသို့မဟုတ်တက်ခြင်းတက်ခြင်းဆိုတာပုံမှန်မဟုတ်တဲ့လက်စစ်လှုပ်ရှားမှုတွေဖြစ်ပေါ်တဲ့အခါဖြစ်ပွားနိုင်ပါတယ်။ဒါကြက်တက်ခြင်း၊တုံရင်လှုပ်ရှားခြင်း၊တတိလိခြင်း၊ထူးဆန်းတဲ့ခံစားမှုတွေလိုမျိုးကွဲပြားတဲ့လက္ခဏာတွေကိုဖြစ်စေနိုင်ပါတယ်။လင်းညံကြောင့်ဆက်ပြောရအောင်။ဒီအရာလေးတွေကတော်တော်လေးအစွမ်းထက်ပြီးသင်အစားအစာတွေကိုအရသာနဲ့အနက်ဟိုကောင်းမွန်စီုံတမက အချမ်းတော်အာနိသင်တွေလည်းရှိပါတယ်။ တက်ချင်းနဲ့ပတ်သက်လာရင်တင်းလို့ချင်တာကတင်းအောင်နောက်ရဲ့လက်ရှိစွမ်းအားတွေကိုတင်းရင်အောင်တက်နိုင်တယ်မြထင်းထင်းထားဖို့ပါပဲယူဂျင်တို့အလွန်ယုံစားတုံးချင်းဟာတင်းအစောပိုင်းကပြောခဲ့တဲ့တင်းရင်နဲ့အောင်နောက်လှုပ်ရှားမှုတွေကိုခွေယူဖျက်ဖြစ်စေနိုင်ပါတယ်ဒီမှန်ထားတဲ့အတိုင်းပါပဲတင်းအောင်နောက်ရဲ့လက်ရှိမြခြေကိုနောက်ဆက်ချင်းကတက်နိုင်ခြေကိုတိုးမြင့်စေပါတယ်တင်းမှာသို့မဟုတ်တင်းတဲ့လူတွေရောက်မှာတက်ဖို့တဲ့ရည်စွယ်ရှိတယ်ဆိုရင်တင်းချင်းကိုလုံးဝရှောင်တာကဟိုကောင်းပါတယ်အဲ့ဒီအစား ီလိုဖြစ်နိုင်ခြေရှိတဲ့အန္တရာယ်မပါဝင်တဲ့အခြားဟင်းခက်အမွေအကြံတွေကိုရွေးချယ်ပါ။နံပါတ်6အသက်ရှူလမ်းကြောင်းဆိုင်ရာအခြေအနေများတစုံတစ်ယောက်မှာအသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေရှိတဲ့အခါသူတို့ရဲ့လီဗျွန်တွေဟာပုံမှန်လိုချွမ်းမွေ့စွာအလုံးမလုံးနိုင်ဘူးလို့ဆိုလိုပါတယ်။ဗန်းနာရင်ကျက်တို့မဟုတ်နာတာရှည်လီဗျွန်ရောင်ချင်းကဲ့သို့သောအခြေအနေမျိုးတွေမှာဒီလီဗျွန်တွေဟာရောင်ရမ်းချင်းနဲ့တင်းကျက်လာနိုင်ပါတယ်။အဲ့ဒီလိုဖြစ်လာတဲ့အခါအသက်ရှူရတာနည်းနည်းလေးခက်ခဲတာပါပဲ။ တင်လင်းရဲ့အနက်ကိုရှူဆိုင်မိတဲ့အခါတို့မဟုတ်စားသုံးမိတဲ့အခါမှာယူဂျီနောကတင်းရဲ့တိခိုက်လွယ်နေတဲ့လေပြုံတွေမှာတုတ်ပြမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ဒါဟာလေပြုံတွေကြားကတိုက်ပွဲတစ်ခုလိုပါပဲ။ဒါပေမဲ့ကောင်းတဲ့နီးကတော့မဟုတ်ပါဘူး။ဒီရော့ဘောင်းတွေဟာလေပြုံတွေကိုပိုးပြီးကျင်းရောက်စေနိုင်ပါတယ်။ပုံမှန်မဟုတ်ပဲတင်းငယ်တဲ့ပိုက်လုံးလေးနဲ့အသက်ရှူလိုက်ရတဲ့လိုမျိုး ဖြစ်သွားတာပေါ့။ပျော်စရာမှမဟုတ်တာ။ယူဂျီနောဟာ တင့်နေပြွန်တွေကိုပဲဒုက္ခပေးတာမဟုတ်ပဲထုံစေးတို့လည်းအနစ်တင်ရှိပါတယ်။ဒါကြောင့်လင်းကြီးစားရင်လက်ချောင်းကနည်းနည်းထုံသွားနိုင်ပါတယ်။ဒီလိုကြားရရလို့အနည်းမရှိဘူးလို့ထင်ရပေမဲ့တကယ်တမ်းကျတော့အဲ့လိုမဟုတ်ပါဘူး။တင့်နေချောင်းထုံနေတဲ့အခါပန်းလာရင်ချက်မထွက်ခင်ပုံမှန်ပေါ်လာတတ်တဲ့လက္ခဏာတွေကိုတင်မခံစားရနိုင်ပါဘူး။ဟုတ်ကဲ့ပါခင်ဗျာ။ဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုကချင်းမိတ်ရွှေတို့အတွက် အထောက်အကူဖြစ်စေနိုင်မယ်လို့မျှော်လင့်မိပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့ဗီဒီယိုကိုလက်လွတ်မခံနိုင်အောင် channel လေးကိုလည်း like and share subscribe လုပ်ခဲ့ပြီးဘေးကနိုတီဘဲခေါင်းဆောင်လေးကိုလည်းနှိပ်ခဲ့ပေးဖို့မမေ့ပါနဲ့နော်။အားလုံးပဲကျန်းမာချမ်းသာကြပါစေခင်ဗျာ။